အခုလောစရာအဲ့အဲ့လိုကိစ္စတွေကတော့ငယ်ပါသေးတယ်။အခုကတော့ထင်းထိပ်စိတ်ထဲမှာတော့အဓိကမိမေကိုပတ်ဆိုင်ချပေးဖို့ပဲလीနော်။အိမ်အောင်ပြဖို့ပါ냐ဆိုတော့အခုအဝေးလိုပါသေးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ ဟိုထောင်ဝန်သန်းလောက်သွားမယ်ထင်တယ်ဟုတ်တဲ့မျိုးပေါ့နော်ဟိုနိုင်ငံသားမှလည်းကိုတော့ပို့ပြီးတော့ကုန်တာပေါ့ဟုတ်အများကြီးလဲအဲ့လိုပတ်စံကုန်သွားတော့အားနာတယ်အဓိကတော့ပြပေလဲအဲ့လိုမျိုးကိုကုပေးထားတာဖြစ်တဲ့အတွက်မိဘတွေကိုအားနာတယ်ကိုကပြန်ပြီးလုတ်ပေးချင်တာတွေများတယ်ပေါ့နော်ဟိုငါဖေနဲ့ငါမြက်လောက်ငါအတွက်လုတ်ပေးထားတယ်ငါလည်းပြန်ပြီးတော့တနေ့ကျရင်ပြန်အဲ့လိုလုတ်ပေးနိုင်ရမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုရှိရဟုတ်ကဲ့ ချင်းသစ္စာဆိုတဲ့နာမည်လေးကဟိုဟာလေမိမိကတစ်ခေါက်ပြောပူတာပေါ့နော်အဲ့ဒီထင်တို့ပြတဲ့ဒီ OG ဆရာမလေးရဲ့နာမည်ကခင်သစ္စာလားမသိဘူးခင်သစ္စာဆိုတော့အဲ့ဒါမိမိကဒီထင်ဆိုတဲ့နာမည်ကိုကြိုက်တော့အဲထင်သစ္စာဆိုပြီးပြောင်းလိုက်တာခင်သစ္စာမဟုတ်ပဲနဲ့ဒါပေမဲ့တော်တော်များတော့ဟိုခင်စာရီကျော်ရဲ့သမီးဆိုတော့ထင်းနေကိုခင်သစ္စာလို့ထင်တာများတယ်ဒါပေမဲ့အဲထင်သစ္စာဆိုတဲ့နာမည်ကိုတော့ထင်းနေကပိုကြိုက်တယ်ဟုတ်ဘုနာမည်ကိုကြိုက်တယ်အဲကြိုက်တယ်ဟိုထင်းနေကဟိုလို့ အရန်ကြီးဘယ်လိုပြောရမလဲမင်္ဂလိဆန်နဲ့အဲ့လိုမျိုးနာမည်မျိုးလေးတွေထပ်ထင်ရဒီလိုမျိုးနာမည်ကိုပိုကြိုက်တယ်ပေါ့နော်ဟုတ်ဟုတ်တော့ခုလောစရာအဲ့အလိုကိစ္စတွေကတော့ငယ်ပါသေးတယ်အခုကတော့ထင်းစိတ်ထဲမှာတော့အဓိကမိမေကိုပတ်ဆိုင်ချပေးဖို့ပဲလीเนาะဟိုဒီလိုဟာမျိုးတွေကဟိုအိမ်အောင်ပြဖို့ပါ냐ဆိုတော့အဝေးလိုပါသေးတယ်ဟုတ်ကဲ့ဟုတ်အဓိကတော့ဟိုဟာပေါ့ အများကြီးလဲအဲ့လိုပတ်စံကုံသွားတော့အားနာတယ်ဒီကတော့ပြပြလဲအဲ့လိုမျိုးကိုယ်ခုပေးထားတာဖြစ်တဲ့အတွက်မိဘတွေကိုအားနာတယ်ကိုယ်ကပြန်ပြီးလုတ်ပေးချင်တာတွေများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အခုချိန်မှာမလုတ်ပေးနိုင်လို့ရှင်တော့မှထင်းနေရဲ့အုံနောက်ထဲမှာတော့ရှိတယ်ပေါ့နော်ဟောငါဖေနဲ့ငါမြေလောက်ငါအတွက်လုတ်ပေးထားတယ်ငါလည်းပြန်ပြီးတော့တနေ့ကျရင်ပြန်လုတ်ပေးနိုင်ရမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုရှိရဟုတ်ကဲ့ ဟိုဒီတွေးကတော့အဓိကအထင်ဟိုပေါ့ဟိုအခုနောက်ပိုင်းတော့ပို့ပြီးတော့တွေးပြစ်လာပါပေါ့ဒါပေမဲ့အရင်တည်းကဒီတွေးကတော့ရှိရပါဘောနော်အမိပါတွေကဘလောက်ပဲဟိုဒီလိုစေးမှုကုပေးခဲ့ဘူးဆိုလို့ရှိရင်တော့မှထင်နေရတော့ပြန်ပြီးတော့မိပါတွေလုပ်ပေးတာရယ်စေစားလောက်ပြန်ပြီးတော့လုပ်ပေးချင်တာပေါ့နော်ဘာလို့ဆိုတော့သူလည်းရမ်းပင်ပန်းခဲ့ပြီးပြီဆိုတော့လေဟုတ်အော်အော်ထောင်ဝန်းလမ်းလောက်သွားမယ်ထင်တယ်ဟုတ်ဒီမျိုးပေါ့နော်ဟိုနိုင်ငံသားမှလည်းကိုရောပို့ပြီးတော့ကုန်တာပေါ့ဟုတ် အဓိကတော့ဟိုဟာပို့ပို့ပြီးတနာဖြစ်တာပေါ့နော်ဒါပေမဲ့ဒီနေ့တချို့ Facebook မှာတွေ့ရဆိုလို့ရှင်ဟိုတနေ့ကအဲ့ဒီဒီနေ့နဲ့အသက်ရွယ်လူကောင်းမလေးတယောက်စင်ကာပူမှာတက်နေရလားမသိဘူးအသူဆိုလို့ရှင်လဲအဲ့လိုအဲ့လိုယောဂတခုဖြစ်တာပဲဒါပေမဲ့သူသူမိသားစုကရမ်းပတ်စံကုန်သွားတယ်ပေါ့နော်သူ့အတွက်ဆိုတော့ဒီနေ့အချိန်မှာဝိုင်းပြီးတော့မှအဲ့လိုမျိုးလှူလဲလှူပေးလိုက်တယ်ရှယ်လဲရှယ်ပေးလိုက်တယ်ဘာဆိုတော့ခက်ဟို သူ့နေရာမှာတနေခန်းစားကြည့်ရကွာတနေကလည်းအဲ့နေရာရောက်ဖို့တော့ဟိုသူသူ့မိဘတွေဘယ်တော့အားနာနေလိုက်မလဲပေါ့နော်သိရမလား तू ကပြန်ပြီးတော့ပတ်စံရှာပေးနိုင်ရမယ်ရွယ်မှာ तू ကဒီလိုမျိုးပတ်စံကောင်းအောင်လုပ်မိလိုက်တယ်ဆိုတော့ तू ဘယ်တော့အားနာနေလိုက်မလဲဆိုပြီးတော့ဒီအဲ့လိုဟိုစိတ်မကောင်းတော့ဖြစ်မိတာပေါ့နော်အဲ့ဒီအတွက်ဒီနေ့ကိုရာကလည်းကူညီပေးလိုက်တယ်ဟုတ်ဒီနေ့ကတော့အခုလောလောဆယ်ကတော့တောင်းတက်ခြင်းနဲ့ဝဲမြင်ရခြင်းနဲ့ပြီးရင်အလုံးလုံးခြင်းတော့ပေါ့ဒီဟိုကိုကြီးလိုမျိုးအမှုပညာဟိုရှင် အဲ့လိုမျိုးလုံးဝလုံးဖို့အတွက်ကြာတယ်စမ်းနေကန်နေလို့သေးတော့လေအဲ့ဒီနေဟို business ပေါ့နော်ဒီလုပ်ငန်းရှင် business woman တယောက်အနေနဲ့ပဲဆိုရင်ပတ်စံရှာပြင်မှာထင်ပါတယ်ဟုတ်ဟုတ်ဆေးစပယ်ဘူးကြော်ညာတော့ဟိုဒီဒီနေတစ်ခါမှရှိမှကြော်ညာရတော့ရှိပဲဒီစိန်ဆိုင်အတွက်တော့ထင်နေမရိုက်ပြီးဘူးပေါ့နော်အဲ့တော့ဒီကြော်ညာလေးကလည်းထင်နေတော့ milestone တစ်ခုဖြစ်ပါတယ်ရှင်ဟုတ်ကဲ့